ဂရိတ်များအားလုံးပဲမင်္ဂလာပါရှင်။နင်းတွဲချန်နဲနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါရရှင်။စမန်လီမစတင်ခင်မှာဝီပြန်လေးလေးဖွင့်ပေးကြအောင်နော်။ဒိုင်းပြည်တပြည်ရဲ့မိဖုရားတစ်ပါးဟာကလေးမွေးဖွားတော့မှာပဲဖြစ်ပါတယ်။ရတော့မယ်ရတော့မယ်မိဖုရားကြီး။ဒီမှာဒီမှာမင်္ဂလာပါမိဖုရားကြီး။ဟမ်မိဖုရားတရလစ်သွားပြီ။တာစင်နင်ပါဆောက်နေရတော့။တမားတော်မြန်မြန်တော့ခေါ်ခဲ့လေသွား။မင်းသမီးလေးဒီမှာခဏလေးအိတ်ဆောက်နေနော်။ဒီတခါတော့ငါ့ကြံစီအောင်မြင်ပြီဟာ။ မိဖုရားကြီးကလေးမွေးဖွားနေတဲ့ချိန်မှာမိမကြီးတယောက်ကဘဲအနေလာလို့လာမှန်းမသိဘဲနဲ့နင်းတော်ထဲဝင်လာခဲ့ပါတယ်။ဒီတခါတော့ငှားကြံအောင်မြင်ပြီ။အခုကစပြီးငှားသမီးလေးကကောင်းစားရတော့မှဟွန်းဒီမိမရတော့သူ့သမီးလေးကိုမိသမီးနဲ့လာလဲသွားတာပဲဖြစ်ပါတယ်။ဒီနေ့ငါမဲကိုရလာတာငါရဲ့ကံကြမ္မာပဲ။ငါမဲကိုဘယ်လိုခေါ်ရမလဲ။စပယ်။ဟုတ်တယ်စပယ်။နင်ကြီးလာပြီဆိုရင် ငါအနှစ်ကိုခိုင်းစားလို့ရပြီစပယ်မငုံဝင်းမနေနဲ့ညဉ့်ညံသာကြည်ပင်းလာခဲ့ဒါမှငါမင်းကိုညဉ့်ညံခိုင်းစားလို့ရမှာသူများပြောတာကြားလာတော့မိဖရားရဲ့သမီးတွေကအယံကိုညံရင်မြင့်မားပြောပုံးပဲမြင့်မားတယ်တဲ့ဟုတ်လားမဟုတ်လားတော့မသိပါတော်မြင့်ကတော့အယံကိုကတ်ချစ်တဲ့မိမပဲဖြစ်ပါတယ်သူ့သမီးကသူ့နဲ့နေရရင်ဆင်းရဲဒုက္ခပင်ပန်းမှုနေတဲ့ကြုံရပြောသူကမခိုင်းစားရပဲနဲ့သွားပဲ လှုပ်ကြွေးပြုစုရမှာဆိုလို့သူ့သမီးကိုကောင်းရမွေရမှာသွားထားခဲ့ပြောမင်းသမီးလေးကိုတော့ယူလာပြီးသူ့ခိုင်းစားဖို့ကြံရွယ်နေရပဲဖြစ်ပါတယ်။ပြလို့နဲ့နှစ်၂၀လောက်ကြာလာတော့စပယ်လေးကလည်းအရွယ်လေးရောက်လာတော့တော်မြတ်ကောက်ကျစ်တဲ့မိခင်ရသူ့ခိုင်းစားနေပါပြီ။နေ့တိုင်းနတ်ဖက်ချင်းနေယူပြောစီထဲလာရောက်နေရတာပါ။စမေခင်များတော့ရသည်မပတ်စံတွေကိုကောက်ကျစ်အဲ့မိမစီအကုန်ပြန်အဲ့နေခဲ့ပါတယ် နံပါတ်ချင်းကြောင်းမလားနံပါတ်ချင်းတထုံမှ900ပါလာဝယ်ပါဦးအကူတို့အမတို့လာဝယ်ပါဦးအိုးရောင်းတဲ့လူပဲလိုချင်တယ်ရောင်းတဲ့လူကတော့မရပါဘူးဒါဆိုရင်အကူတထောင်မဝယ်ရောရောင်းတဲ့လူပါရမှာလားကျမကစမနေပါနဲ့တော့ဒါနဲ့ဒီနံပါတ်ချင်းတရားဘလို့ရောင်းတာလဲအော်ဆေးမကြီးပါဦးတထုံမှ900လေးပါဟမ်နံပါတ်ချင်းလေးဘာလို့တထုံ900လောက်ရောင်းနေရတော့ အခုရဲ့ဒီချစ်ဒီခါမှာကိုလုံးကောင်စီနဲ့တက်နေရလေဒါဆိုရင်အခုနံပါတ်ကျင်ဝဲဖုန်းနံပါတ်ပဲပေးရမယ်နော်ဟမ်ဖုန်းနံပါတ်ဘာလို့ပို့လို့ဖုန်းဆက်ဖို့ပေါ့ဟမ်ဖုန်းစာဘလို့မျိုးလဲအော်ငါမိသွားဒီခက်မှာဖုန်းမရှိသေးဘူးနော်နင်းရုပ်နဲ့လိုက်လဲလိုက်ပါ ਈ ဒါနဲ့နံပါတ်ကျင်တထုတ်ဘလောက်တထုတ်မှ900ရဲပါကိုနေဦးနေဦးကိုတို့ဘယ်နာနံပါတ်ကျင်တထုတ်900တော့ကျွန်တော်ဟိုဖက်ဆေးရောက်ဝဲလာတထုတ်မှ300ပဲရှိရာ အကိုရဲ့ဒီဇိုင်းနဲ့ဒီဇိုင်းမတူဘူးလေအရသာလည်းမတူဘူးကျွန်မလုပ်တဲ့နေဖက်ရှင်ကအရင်ကောင်းတာတော့ဒါဆိုရင်ပေးပါအောင်ငါမြင်ကြည့်အောင်မေရော့မယုံရင်လည်းစားကြည့်အာစားရင်ဘာမှတော့မဖြစ်တော့ပါဘူးနော်စားလိုက်ပြီးတော့တခုခုဖြစ်သွားရင်လည်းငါ့ကိုဆေးရုံလေးပါလေခေါ်သွားပြောဘလို့လဲအရင်ကောင်းတယ်မလားငါ့ထင်ထူးဆန်းနေတယ်လို့ပဲစားလို့ကောင်းတော့တယ်ဟာမစုသေးနဲ့အောင်သူ့မျက်နှာကြည့်လိုက်အောင်ဘာနဲ့ပဲကျွန်တော်ဟာချင်ဆောက်နေရပါ ငါတခါမှဒီလိုချင်းစောက်နေတဲ့နံပါတ်ကျင်မစားဘူး။ဒါဆိုရင်နင်ကငါတို့လာလိမ်ပြောရောက်ပြီးနေရပါဟုတ်လား။အကိုရဲ့နံပါတ်ကျင်ပါဆိုမှမချင်မနဲ့နေမလား။သူ့မျိုးမှမဟုတ်တာ။နံပါတ်ကျင်တဲလေဆိုတာတခြားနေကျန်တကားတွေထည့်ပြီးစိတ်ရတယ်ဟာ။အမလေးတော်တယ်ပေါ့။အဝယ်မားတော့မလို့။ဟုတ်ပါရဲ့မရှိမဲ့ရှိမဲ့လေးနဲ့နံပါတ်ကျင်စားချင်လို့လာဝယ်ပါတယ်ဆို။မြုပ်ကလေးကြည့်ရတော့တနာကမားရောက်လေးနဲ့ဒီလိုလိန်စားတယ်မသိရှာဘူးကွယ်။ ရွှန်စီကကောက်လိုက်တာသူ့သွားမယုံမနဲ့ပယ်နာနမ်းမချန်ကျန်တကာတွေတကြားတွေစိန်ပြောရောင်းလို့လေလာဝဲပါဦးအရင်လာမကြည့်ပါဦးသူ့သွားမယုံမနဲ့နမ်းမချန်ဆိုတဲ့လူချင်းချင်းလေးနဲ့အစားရတဲ့မျိုးလေသူ့ကိုယုံတဲ့လူကအယူပဲဒီလိုသာမယောင်းရရင်ဘယ်ဟာပတ်စံနဲ့ညမေပြင်ပြရမှာလဲငါဘာတွေလုပ်မိတာတုံးဟာဟိုငါတော့မှန်ပါတယ် ခုနကတော့ငါမကြည့်ရွယ်ပါဘူး။ရှင့်ပါစပိတ်ထန်း။ဒါဆိုရင်ကျွန်တော်နှစ်ထုပ်ယူမယ်လေ။ကျမလည်းစကားလာမပြောနဲ့။မင်းလာရောက်နေတာပတ်စံရဖို့မဟုတ်လား။ဟုတ်တယ်။ကျမလာရောက်နေတယ်ဆိုတာပတ်စံရဖို့ဒါပေမဲ့ရှေ့ရလုံရကြဒီနေ့ပဲကျမရောင်းလို့မရတော့တာမဟုတ်ဘူးတက်တက်လုံးရောင်းလို့မရတော့ဘူးကျမနမယ်နဲ့အကုန်ပြက်စီးပြီဟုတ်ပါတယ်ငါလှုပ်တာလွန်းတာငါသိပါတယ်ငါတောင်းပန်ပါတယ်ငါဒီတိုင်းပဲစလိုက်တာပါ သူတို့တကယ်ယုံသွားမယ်လို့ငါမထင်တော့ဘူးငါတကယ်ထောက်မှန်ပါတယ်မင်းသမီးလေးရဲ့ဘဝကတော့ကောင်းချစ်တဲ့မိန်းမကြောင့်လမ်းဘေးမှာနံပါတ်ချင်းလာရောက်နေရပါပြီကြားပြင်းမမောင်ရဲ့လောရဲ့ကြောင့်အိမ်ပြန်တဲ့ချိန်မှာလေသူ့အမေကသူ့ဘာတွေထက်ဆိုအောင်မလဲတောင်မသိပါဘူးအမေသမီးစိတ်ထက်ရောင်းလို့မရတော့ဘူးအမေအမေကိုပစံထက်ရှာပေးလို့မရတော့ဘူးအမေရဲ့သမီးရဲ့ဆိုးရွားတဲ့နာမည်တွေတစ်စိလုံးကိုပြတ်နေပြီအမေလူတိုင်းက တမီနံပါတ်ချင်အတူကြီးဆိုပြောပြောနေကြတာမင်းရဲ့ဘွားတော်လည်းအဲ့စကားကိုကြားလိုက်တဲ့ချိန်မှာတော်တော်စိတ်ဆိုးသွားခဲ့ပါတယ်။တုံစားလို့မရတဲ့ကောင်မမင်းကလေတမီအမကိုတုံစားလို့မရဘူး။အမေအမေတမီကိုပါလို့ရဲတာတော့ခါတိုင်းဆိုရင်အမေကိုတမီအမြဲတမ်းပတ်စံလာပေးတယ်လေမင်းရဲ့။ငင်းပတ်စံခုချင်းချင်းပိတ်ထား။အိမ်ပေါ်ကနေခုချင်းချင်းစစ်သွားပတ်စံသွားရှာလာခဲ့။ပတ်စံပါမလာရင်နေအိမ်ပြန်မလာနဲ့။ စပယ်ကဘယ်နာနေတော့ရွလာရမှာလဲမေရဲ့အာမင်းကိစ္စလေပက်ဆက်ရမလားရင်ဒီအိမ်ပေါ်တက်မလာနဲ့ဒီအိမ်ပေါ်လည်းလာမနေနဲ့တော့မင်းလောက်ကောင်မမျိုးရလေဆန်ကိုမြည်လေးပဲငါပြောတာနားလေလား tree စပယ်အိမ်ရောက်တာနဲ့လူဆိုးမှကြီးကျင်းရုပ်ဘွားတော်ကြီးဆိုတာခံနေရပါတယ်မောင်မောင်ကလည်းကြောက်မြင်လိုက်တော့သူ့ရဲ့လောက်ရက်ပေါ်နှောင်ကြရနေခဲ့ပါတယ်ခုနတော့ငါဘာတွေလောက်လိုက်မြင်ရတော့ကွာ ညီမလေးပါလို့ဒီမှာတယောက်တည်းလာထိုင်ငိုနေရတော့ရှင်ဟာဘယ်သူတော့ပါလို့ကျမနောက်ဆက်တိုက်လိုက်နေတာတော့ရှင်ကြောင့်အခုတော့ကျမရဲ့ဘဝစုပ်ပြတ်တက်သွားပြီအမေကလည်းကျမကိုအင်ပေါ်နေနေချလိုက်ပြီကိုတောင်းမှန်တဲ့အနေနဲ့မင်းနေဆံမရှိတော့ဘူးဆိုရင်လေကိုရင်လိုက်နေလို့ရပါတယ်ကျမအပြုတ်ကြောင်းတော့ပြီးတော့ရှင်နဲ့ကျမဆိုတာဘာမှလည်းမပတ်သက်ဘူး ကျမဘယ်လိုလုပ်ရှင်းနေလိုက်နေနိုင်မှာတော့ဒါဆိုရင်လေအခုမင်းမလုံးလိုက်လေတော်ပြီတော်ပြီမလိုက်ကျမတို့ကချစ်သူတွေလည်းမဟုတ်မင်းရလဲကွာနေရင်ထိုင်ရင်လည်းအချိန်ကျလိုက်ချစ်သွားကြမှာပေါ့တော်ပြီတော်ပြီငါမင်းကိုနန်းတော်ထဲခေါ်သွားနေပါမယ်ကွာဘယ်ကနန်းတော်ထဲတော့မသိရင်သွားပဲမင်းသားကြညာပဲဟုတ်တယ်ကွာမင်းသားမောင်မောင်ပဲမြောက်ဘက်တိုင်းပြည်မှာနေတဲ့မင်းသားရှင်ကျမကလိန်နေလားအော်ဒီလောက်ရေးကြီးတဲ့ကိစ္စလိန်စရာလားမင်းရောက်ရင်ဒီမှာကြည့် จ้าไปတော့ဟာတော့အောင်းအောင်မသွားဘူးလားဟွန်းဘာဖြစ်မှာတော့ကိုကမင်းသားလीအမလီတကယ်မင်းသားပဲเจ้าမှန်ပါတယ်မင်းသားကျမအဲ့လိုမရည်ရွယ်ပါဘူးမင်းသားပေါ်ရိုက်ခဲမိတဲ့အတွက်ကျမเจ้าမှန်ပါတယ်မလီခုနကလေးကပြောနေတာအခုမှပဲလန့်တော့တယ်ဂျာနဲ့မင်းသားကဘာလို့ရွာသားလိုဟန်ဆောင်ပြီးကြည်ရောက်နေတာတော့ဒီကိစ္စကရှေ့တယ်ရပါတယ်ကိုမင်းရှင်းပြပါမယ်လွန်ခဲ့တဲ့၃ရက်တုန်းက တာလေအမေငါ့တားကိုမိတ်ဆက်ပေးစရာလူတယောက်ရှိတယ်။ဒါမင်းသမီးတေဝီတဲ့။တောင်ပိုင်းပြည်နယ်ကမင်းသမီးတပါ။ဒါနဲ့အမေကတားကိုဘာလို့လာမိတ်ဆက်ပေးရတာ။ဘာဖြစ်ရမှာလဲငါ့တားရဲ့။ဒါတားရဲ့သတို့သမီးလောင်းလေ။မင်္ဂလာပါမင်းသား။အမေဒါတာအမေကတားကိုဒီတယောက်နဲ့လက်ထပ်ခိုင်းမယ်ဟုတ်လား။ဟုတ်တယ်တားလေ။ဒီတယောက်တားနဲ့အစ်င့်တော်ဆုံးပဲ။အလားပါလား။ဒါမှမဟုတ်ပိုင်ဆိုင်မှုလား။အစင်တဲလား။ ပါနဲ့အကုန်လုံးကိုကင်ညီတယ်ကွကြော်ပြီးအမေကျွန်တော်လက်မထက်ချင်သေးဘူးဟမ်ตาအမေစကားကိုညည်းရဲတာလားခမဲတော်မသိခင်တော့ตาကိုပါမထားလဲตาမမမမိဘူးလားအမေကိုตาနဲ့တင့်တော်တဲ့လူမြင်မြန်ရှာပေးတဲ့ပေးအမေတို့မျိုးဆက်အတွက်မြင်မြန်မွေးထုတ်ပေးရမယ်တဲ့ဒါမှအမွေဆက်ခံတဲ့လူရှိမှာပေါ့အမလီအရင်ကြီးရဲ့လုံးနေပြီမင်းရဲ့မင်းခမဲတော်လားမင်းဒီလိုညင်းနေတာသိရင်သူ့တော်တော်ဝမ်းနေရှာမှာမင်းသားမမကလည်း မဲတော်ဖြစ်သူဟာသူမချစ်မနှက်တတ်တဲ့မိန်းကလေးတယောက်နဲ့လက်ထပ်ခိုင်းတဲ့အတွက်အယံကိုစိတ်ဆိုးပြီးနန်းတော်ထဲကနေခိုးထွက်သွားပြီးရွာထဲမှာအရက်သားတယောက်အနေနဲ့ဟန်ဆောင်နေခဲ့တာပဲဖြစ်ပါတယ်။ဒီပြဿနာကြောင့်ငါနန်းတော်ထဲကနေထွက်လာတာ။မင်းသားဘွားကလည်းစိတ်ဆင်းရဲစရာပဲနော်။ကျမထင်တာမင်းသားရဲ့နန်းတော်မှာနေတဲ့လူတွေအလုံးကစိတ်ချင်းချမ်းသာတာနဲ့နေရမယ်ထင်နေတာ။ဒါပေမဲ့ကျမအဖြစ်ကမင်းသားချက်ပူဆိုးနေပါတယ်။ဘာလို့အဲ့လိုပြောရတော့ ကျမမွေးကင်းစံစကားစတတ်ပြီးလဲစပြီးတော့ရှောက်တတ်ပြီးဆိုတဲ့ပတ်စံစရှာရတော့တာပဲပတ်စံရှာပြီးတော့ပြန်ပေးနိုင်မှအမေကကျမထမင်းကျွေးတယ်ပတ်စံမပေးနိုင်တဲ့နေ့ဆိုရင်ကျမလည်းထမင်းမစားရဘူးကျမဆက်ဆက်တိတ်တဆတဲ့အရွယ်ကလေးအခုချိန်ဒီပျော်ရွှင်မှုစာဘာမှတော့မသိရဘူးတခါတလေကိုကောင်းကိုကြောက်ခဲနဲ့ထူးတက်ချင်စိတ်တောင်ပေါက်တယ်စိတ်အေးထားပါကွကျမကလည်းရှေ့ရှောက်ပြောတာပါတကယ်မလို့ပါဘူးဘာမှဖြစ်ပါဘူးစပယ်ရဲ့ လူပေါ်ကဆိုအစ်တနေပြန်ဆလို့ရပါတယ်အတော်ဘာလို့ငိုသွားတော့ဒါဆိုရင်လေဒီလောက်လောက်ကကိုနဲ့နန်းတော်ထဲလိုက်နေကိုစနီးတယောက်အနေနဲ့ပေါ့ကိုမင်းကိုတိတ်ချခရုဆိုင်ပါမယ်ကျမမလိုက်ရဲပါဘူးရှင်တို့ကမင်းမျိုးမင်းတွေကျမတို့ကစီရဲနေကြတဲ့တော်သူတောင်သားဘဝနေလျှောက်တွေးမနေပါနဲ့ကွာလူချင်းတူတူပါပဲမင်းသားကျမမမောင်းလားမောင်းစရာလားကွာကိုက မင်းဘလောက်စိတ်ထားပြိုစင်ရလဲစွာသိပါပြီဟာကျမတို့တွေ့ရတာအခုမှတဲထောင်မှဖြစ်သေးလေကိုမင်းရဲ့မျက်လုံးတွေကြည့်ရတယ်သိပါတယ်ကွာလာခဲ့ပါကိုနဲ့နန်းတော်ထဲသာလိုက်ခဲ့သွားမလားမသွားလားဟိုအင်းပါသွားဆိုရင်သွားပါမယ်တီလိုမပေါ့စစောကလေးကတီလိုပြောရင်ပြီးနေပြီတီလိုနဲ့မင်းသားကလည်းစပယ်ကိုခေါ်ပြီးနန်းတော်ထဲပြန်သွားခဲ့တာပေါ့တရားနေနန်းတော်သွားမယ်ဆိုရင်ဘလောက်ပေးရလဲအင်းမင်းတို့ပေါင်ချံဘလောက်ရှိလဲကျွန်တော်ကတော့ 140လောက်ဖြစ်နေဟိုတရောကျမကတော့100ပဲရှိပါတယ်အင်းပတ်စံနဲ့တွက်မယ်ဆိုရင်တော့2000ခွဲအခုချင်းချင်းပတ်စံပေးနင်းတော်ထက်အရောက်ပို့ပေးမယ်အခုအရရာကုန်စည်တုံးတက်နေနင်မသိဘူးလားဟုတ်ပါပြီဟုတ်ပါပြီ2000ခွဲဆိုရင်လည်း2000ခွဲပေးမယ်အခုချင်းချင်းလိုက်ပို့ပေးအမေအရရာကုန်စည်တုံးတက်နေဆိုတော့စီထက်မောင်းရတယ်မတ်နေလက်ဆက်တတော်ကျွေးလာသူ့ကျွေးအမျက်ကျွေးတော့မဟုတ်ဘဲနဲ့တက်စီများကျွေးနေရလားမသိဘူးဖဲ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 အရေးကြီးတယ် ဒီကောင်ကတော့သူ့အမေသိလို့အဲ့လောက်တော့မြန်မောင်းနေတာလားမသိဘူးဒီနေ့နန်းတော်ရောက်ရောက်မှလားရောက်မှာပါစပယ်ရဲ့ကိုကြည့်တာတော့တမိုင်လောက်ဆိုရင်ရောက်ပါပြီတင်မအခုနန်းတော်ရောက်ပြီပတ်စံပေးတော့ရောပါယူသွားကျေးဇူးတင်ပါတယ်ရပါတယ်ဘာမှဖြစ်ပါဘူးတာဆင်လဲကျွန်တော်ပြန်လိုက်ဦးမယ်နော်โอเคโอเคဘိုင်ဘိုင်စပယ်အခုတော့ကိုရဲနန်းတော်ရောက်ပြီနန်းတော်စာတကယ်အကြီးကြီးပဲနော်ဟုတ်တယ်အထဲမှာလည်းအကျယ်ကြီးပဲ ကျမနန်းတော်ထဲတကားမှတော့မရောက်ဘူးဘူးဖွားကြီးဖွားကြီးတင်လာမင်းညားဆိုလေငါဖဲသွားရလာတာအရင်ကနိုင်လာပဲဟာနေရတော့လေကောင်းမွေးတော့ဖြူနေပြီဒီလောင်းကစားပဲလောက်ညာဖရာတရားလေးလည်းလောက်ပါအောင်ဟာမလေနေရပဲငါတင်နေရရှိပြီဖရာတရားလောက်လို့လားနေငါလားပြောပြစရာမလိုပါဘူးငါမေတင်ပေးခဲ့ပါတယ်ဟာဟမ်ဟောမမင်းသားလေးပြလာပြီဟာတာနဲ့မင်းကလေးတယောက်ရောပါလာတယ်လား ကျွန်မအချေအစီခံသွားရှာလာတာနဲ့တူတယ်။ဘယ်ဟာအစီခံလုံးလောက်လေးတွဲပြီးတော့လာတာ။တမမဟုတ်မင်းသားမိမတော့ခေါ်လာလားမသိဘူးနော်။အမလီဒီလိုသာဆိုရင်မိဖုရားကြီးတိတော်ရတော့ပြဿနာကြီးကြီးပဲ။နေပါစေကွာ။ကလေးတွေဖြစ်ချင်တဲ့စန္ဒအတိုင်းပြက်ခိုင်းမလို့စီ။ဒီလိုတော့ဘယ်ဖြစ်မလဲ။ငါသာမိဖုရားကိုတော့ပြောမယ်စေ။မိဖုရားငါ့ကိုစုတော်ငွေအများကြီးပေးအောင်ပါဟ။မင်းပါစပိတ်ထား။ဒီချိန်ဘသူကတကားလာခောက်တာတော့ဟာ။ ဟုတ်တော့စက်တောက်ကိုခောက်နေတော့ပါပဲဝင်လာခဲ့ဝင်လာခဲ့ဩငါသားပဲဝင်လာလေးသားရဲ့မိဖုရားချင်းဟာမင်းသားကာမလိတယောက်ရဲ့လက်ကိုတွဲပြောင်းဝင်လာတာမြင်တော့မိဖုရားချင်းဟာအတွေ့ပေါင်းစုံနဲ့တွေးတောနေခဲ့ပါတယ်ဒါလေပယ်တွေသွားလာတော့တာနဲ့ဒီကာမလိကဘသူတုံးတာမမဟုတ် ဟုတ်တယ်မေတော့ကျွန်တော်ရွေးတဲ့မိန်းကလေးကဒီကာမလိပဲမရဘူးဒါလေငါသားတာမန်မိန်းကလေးတယောက်ကိုငါတို့မျိုးဆက်တယ် ခေါ်လာလို့မရဘူး။မောင်မောင်မင်းခမဲတော်ပြောထားတဲ့စကားကိုမမှတ်မိတော့ဘူးလား။ငါတို့ရဲ့မျိုးဆက်ကမင်းမျိုးမင်းနွယ်ပဲဖြစ်ရမယ်ဆိုတာမင်းမမှတ်မိတော့ဘူးလား။ตาနဲ့တင့်တော်တဲ့တယောက်သောသူကတောင်ပိုင်းမင်းသမီးလေးပဲ။မင်းသားလေး၊ကျမကိုကြံခွင့်ပြုပါ။ကျမမင်းသားနဲ့မထိုက်ကြပါဘူး။မလိုပါဘူးစပယ်။စပယ်ရဲ့ပြဿနာတော့တယောက်တည်းမဖြစ်ရှင်းပါနဲ့။ကိုကမင်းတယောက်တည်းတော့ပဲရွေးတာ။မေတော်လည်းတူတူပဲ။မေတော်ကျွန်တော်တားပိုင်ခွင့်မရှိဘူးဘလို့နေနေကျွန်တော်တေဝီနဲ့လက်မထပ်နိုင်ဘူးသူ့မှာဘာများလိုအပ်ချက်ရှိလို့တော့ ဒီကမလေးထက်အဆက်ဆရဲရာသွားတာတယ်လေလာတာနဲ့ချစ်တာမတူဘူးမေတော်ရဲ့သူဘလောက်ပဲလာလာဘလောက်ပဲပြည့်စုံနေပါစေကျွန်တော်ကတော့စပယ်နဲ့ပဲလက်ထက်မှာဟုတ်ကြမလားစပယ်ဟုတ်ဟုတ်ဟုတ်ပါလေနောက်တလနဲ့လက်ထက်ပဲကျင်းပါမယ်အခုတော့မိတ်ဆွေဘောင်းသင်းတည်းလိုက်ဖိတ်လိုက်အောင်မေဒါကြောင့်မလို့မေတော်ကျွန်တော်လာတားလို့မရဘူးဩနင်ကအရင်ကိုရဲရစ်နေရပေါ့လေအမေတို့ဒီလောက်ပြန်ခန့်ပြောနေရရိတ်သက်တော့လေအပိုင်းနှစ်ကိုစောင့်မျှကြည့်လိုက်တော့